ကိုလက်ရှိအသုံးပြုနေတဲ့ Linux distribution မှာတုံးနေတဲ့ user account နဲ့ပတ်သက်တဲ့ data တွေကို backup အကုန်လုံးယူချင်တယ်ဆိုပြီးလို့လုပ်မလဲပေါ့နော်ကျွန်တော်တို့ Microsoft Windows မှာဆိုလို့ရှိရင် C ရဲ့ document setting အောက်ထက်မှာသူ့ရဲ့ user name အလက် backup လုပ်လိုက်တာနဲ့ copy ကူးလိုက်တာနဲ့ document တို့ download တို့ music တို့ picture တို့ဒါတွေအားလုံးတစ်ခါတည်းပါသွားတယ်ပေါ့နော်ဒီချိန်မှာကျွန်တော်က copy paste လုပ်ရုံပဲပေါ့အဲ့တော့ဒါဟို document ကိုတစ်ခါ copy ကူးတယ် download ကိုတစ်ခါ copy ကူးတယ်ဒါမျိုးတွေမဖြစ်တော့ကျွန်တော် Linux မှာလည်းဒါမျိုးရှိတယ်အဲ Linux distribution တိုင်းမှာက file manager ဆိုတာရှိပြီးသားပဲအဲတော့ file manager လို့ခေါ်တယ်ဒါကဝင်ကျွန်တော် Android သုံးတဲ့လူဖုန်းသုံးတဲ့သူတွေအကုန်လုံးသိနေပြီးသားပဲပေါ့နော်ဒီ file manager မှာတဲ့ကျွန်တော်ကဒီမှာ home တို့ document တို့ download တို့တွေ့ရမယ်နဲ့တွေ့ရနော်ဒါလေးတွေတွေ့ရမယ်အဲ့တော့ဒီတစ်ခုချင်းစီကိုအဲထဲမှာရှိနေတဲ့ data တွေကိုကျွန်တော်တို့က backup မလုပ်တော့ ဲ့တော့တခါတည်းတစုတစည်းရဲ့တနေရာတည်းကနေသွားဘက်ကလောက်ချင်တယ်ဆိုရင်ဒီမှာအာသာ location ဆိုတာကိုရွေးရတယ်အာသာ location မှာကျွန်တော်ကယူဘန်ဒူသုံးနေလို့ပေါ့အဲ့တော့ဒီမှာဆိုလို့ရှိရင်ကျွန်တော်တို့ပင်မ directory root ရှိတယ်ဒီ root ထဲမှာဒါက windows မှာဆိုရင် c colon နဲ့တူတယ်ပေါ့ဒီကို click နှိပ်လိုက်တာနဲ့သူ့ထဲမှာရှိနေတဲ့ directory တွေအများကြီးရှိတယ်ဒါ directory structure လို့ခေါ်တာပေါ့နော်အဲ့ဒါကိုတသက်ထပ်ပြီးလေ့လာနိုင်နေပေါ့ဟုတ်ပြီ အဲ့ဒီတဲမှာတဲ့အဲ့လိုမျိုး user account နဲ့ပတ်သက်ပြီး download တို့ music တို့ picture တို့တစုတစည်းတဲ့ backup လုပ်ချင်တယ်ဆိုကျွန်တော်တို့ကဒီ home နဲ့ကိုသွားရတယ်ဒီ home နဲ့ကို click click နှိပ်လိုက်မယ်ဗျအဲ့တဲမှာကျွန်တော်ရဲ့ user name ဒီမှာက user account တကောင်နဲ့ရှိနေလို့ကျွန်တော်တို့ဒီမှာ mount you ဆိုပြီးတော့တခုတွေ့တာဒီနေရာမှာ user account 5ခုလောက်ရှိမှာဆိုဒီမှာ folder လေး5ခုနောက်တွေ့နေရမှာ5ခုလောက်တွေ့နေရမှာဆိုတော့ကျွန်တော်တို့ရဲ့ဒီ မောင်ယူဆိုတဲ့ဒီ user name ကကိုဘက်ကလုံးမဲ့ user account ရဲ့နာမည်ဆိုလို့ရှိရင်ဒါလေးကို copy ကူးလိုက် copy ကူးပြီးတခြားနေရာမှာသွားပြီးတော့ဘက်ကလုံးလို့ရတယ်သွားသိမ်းလို့ရတယ်ပေါ့နော်ဒါဆိုရင်ဒီထဲမှာရှိနေတဲ့ document တွေ download တွေ music တွေ picture တွေ desktop ပေါ်မှာရှိနေတဲ့ data တွေအကုန်လုံးတခါတည်း copy ကူးပြီးဒါဖြစ်သွားဖြစ်ပါတယ်အဆင်ပြေမယ်လို့ပြောလိုက်ပါတယ်